မင်္ဂလာပါရှင်။ဩဂတ်လ9ရက်နေ့ညနေပိုင်းအတွက်မိုးလူဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ကျွန်မလူမောင်ပါရှင်။ဂျိုးလူကနေပြီးတော့နောက်ဆုံးရရှိထားတဲ့တိမ်မိုးအရာဆိုရင်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတော့မုတ်သွန်လေးအားကောင်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာဆိုရင်တော့မြန်မာတပြည်လုံးမှာဆိုရင်တော့တိမ်အသင့်တင်ကနေပြီးတော့တိမ်ထူတဲ့နေရာကိုတွေ့ရပါရဲ့ရှင်။ဒေတိုင်တို့အနေနဲ့ကတော့ရခိုင်ကမ်းရန်တစ်လျှောက်မှာတော့၁၈မိုင်ကနေပြီးတော့ -30 နှုန်းတနအီကိုလေးတက်ခတ်နိုင်ပါတယ်။ မြဝကျော်မော်နယ်မော်တနိုင်ကင်ရန်ရှောက်မှာကတော့တနအီကို15မိုင်ကနေပြီးတော့18မိုင်လုံးလေးတက်ခတ်နိုင်ပါရဲ့ရှင်။ဆက်လက်ပြီးတော့မနက်ဖြန်အတွက်မိုးလို့သားအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်။မကွေပသိမ်းနဲ့တဝဲမျိုးတို့မှာဆိုရင်မနက်ဖြန်မှာတော့နေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပြီးတော့ကျန်တဲ့စစ်တွေပဲခူးရန်ကုန်မော်လမြိုင်နဲ့ဖအံမျိုးတို့မှာဆိုရင်နေရာစိတ်စိတ်မိုးတချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်။ဆက်လက်ပြီးတော့ မြကြီးနားနဲ့မန်းလေးမှာဆိုရင်မနှက်ဖြန်မှာတော့နေရာကျကျမိုးရွာတော့နိုင်တယ်လို့ခန့်မှန်းရရှိထားပြီးတော့ဟာခါမုံရွာလာရှိုတောင်ကြီးဟဲဟုတ်နဲ့လိုက်ကော်မျိုးတို့မှာဆိုရင်တော့နေရာဆိတ်ဆိတ်မိုးတချုံရွာတော့နိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်ဆက်လက်ပြီးတော့မိုးရေချိန်ပပနာအနေနဲ့ရတော့မွန်ပြည်နယ်ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့80မီလီမီတာကနေ100မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပြီးတော့ကြံတပြည်လုံးနှီးပါးမှာဆိုရင်20မီလီမီတာကနေပြော60မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။အပူချိန်နေနေကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ23ဒီဂရီစင်တီဂရိတ်ကနေပြီးတော့28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံဒေသတွေမှာ29ဒီဂရီစင်တီဂရိတ်ကနေပြီးတော့32ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မြမပင်လယ်ပင်အခြေအနေခန့်မှန်းချက်အနေနဲ့ရောမြမကင်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပင်မှာဆိုရင်တော့လိုင်းအသင့်တင်ရှိနိုင်ပါတယ်။လိုင်းမြင့်ပေကတော့၃ပေအနေပြော၆ပေလောက်ထိမြင့်တက်နိုင်ပါတယ်။မန်းလင်းမြို့နဲ့နီးတွိုက်တွဲ9ရက်စာခန့်မှန်းချက်အနေနဲ့ရောလာမယ့်9ရက်စလုံးမှာနေရာဆစ်ဆစ်ကနေနေရာကြဲကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ရန်ကုန်မြို့နဲ့နီးတွိုက်တွဲ9ရက်စာခန့်မှန်းချက်အနေနဲ့ရောလာမယ့်9ရက်စလုံးမှာရန်ကုန်မြို့နဲ့နီးတွိုက်မှာဆိုရင်တော့နေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်။ နေပြည်တော်နဲ့အနီးတဝိုက်တွင်9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာနေပြည်တော်နဲ့အနီးတဝိုက်မှာဆိုရင်လည်းနေရာကျကျမိုးထချုံရွာသွန်းနိုင်တယ်လို့ခံမှန်းရရှိထားပါရဲ့ရှင်အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မိုးလေဝသအခြေအနေခံမှန်းချက်တွေကိုတင်ဆက်ပေးပါဦးမယ်ရှင်ကျေးဇူးတင်ပါတယ်